်မင်္ဂလာပါရှင်ကျမတော့ဖူးဤနေပါဒီဗီဒီယိုမြင်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါစကိုင်းတိုင်းချောင်းမြို့ပေါ်မှာစစ်တပ်ကရက်ွက်ထဲကလူနေအိမ်တွေတဲ့အထိပေါ်တာဆွဲဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်ဖမ်းဆီးခံရတဲ့လူငယ်တွေကိုစကိုင်းတက်မ33စီပို့ဆောင်ပြီးတော့ရှီရန်စစ်မြေပြင်တွေစီပို့ဆောင်တာတွေပြုလုပ်နေတယ်လို့ဆိုပါတယ်နိုမာလာ23ရက်နဲ့24ရက်နှစ်ရက်အတွင်း လူငယ်36ယောက်ပေါ်တာဆွဲဖမ်းဆီးခံရတယ်လို့ဖမ်းဆီးခံရသူတယောက်ရဲ့မိဘက TVB ကိုပြောပါရယ်။အဲ့လိုပေါ်တာဆွဲဖမ်းဆီးခံရသူတွေထဲမှာအမျိုးသမီးတွေလည်းပါဝင်ပြီးဖမ်းဆီးထားသူအားလုံးကိုစစ်တပ်ကချောင်းဦးမြို့နယ်ထွေအုပ်ရုံနဲ့တရားရုံးနာကယာယီအကျဉ်းစခန်းမှာချုပ်နှောင်ထားတယ်လို့ချောင်းဦးအခြေစိုက်တော်လိုင်းရဲဘော်တယောက်ကပြောပါရယ်။ချောင်းမြို့ဟာရက်ွက်အကြီး9ခု အပါအဝင်ရက်ွက်အသေး30ဝန်းကျင်နဲ့ဖွဲ့စည်းထားတဲ့မြို့တစ်မြို့ဖြစ်ပြီးမုံရွာမန္တလေးတွာကားလမ်းမပေါ်မှာတည်ရှိတာလည်းဖြစ်ပါရဲ့ရှင် စကိုင်းတိုင်းမင်းကင်းမြို့နယ်မြောက်ချွန်းရွာနဲ့ရွာပါရွာကိုစစ်ကောင်စီတပ်ကဒီနေ့နိုမာလာ25ရက်မနက်9:00နာရီကျော်အချိန်မှာလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကနေသိရပါဗျ။နှရွာစလုံးကိုလေကြောင်းကနေဘုံကျဲတဲ့အပြင်လက်နက်ငယ်တွေနဲ့ပါပစ်ခတ်ခဲ့ပြီးထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့မသိရှိရသေးဘူးလို့ဒေသခံရွာသားတယောက်ကပြောပါဗျ။မင်းကြီးမြို့နယ်ကချင်းတွင်းမြစ်မှာရွှေမျောမောင်းလောက်ကင်တဲ့နေရာတွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေမကြာခဏပစ်ခတ်နေတာပါ။ မြောက်ချွန်းရွာနဲ့ရွာပါရွာလေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး DVV အနေနဲ့ထိခိုက်မှုအသေးစိတ်ကိုစုံစမ်းနေဆဲဖြစ်ပါတယ်။မင်းကိမြို့နယ်ဟာစစ်အာဏာသိမ်းပြီးချိန်ကစလို့စစ်ကောင်စီတပ်ကဖုန်းလိုင်းနဲ့ဆက်သွယ်ရင်းအင်တာနက်ဖြတ်တောက်ထားတဲ့မြို့လေဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုမာလာ22ရက်ကလည်းလောင်ပြည့်ရွာအနီးချင်းတွင်းမြစ်အတွင်းရွှေမျောမောင်းနေတဲ့နေရာကိုလေရင်အပါအဝင်ဆက်တက်လေထီးနဲ့ဘုံကျဲချတဲ့အတွက်တိုက်ဆုံသူအများအပြားရှိခဲ့ပါတယ်ရှင်။ ဒေသစံတော်ချိန်နိုဝင်ဘာ22ရက်နေ့မွန်လပိုင်းမှာအမေရိကန်ပြည်နယ်90ရောက်မြန်မာတွေစုစည်းပြီးမြို့တော်ဝါရှင်တန် DC ကျေးဇူးတိုင်ယုံနဲ့အမေရိကန်သမ္မတအင်မီရိုရှေ့မှာဆန္ဒပြပွဲတွေပြုလုပ်ခဲ့တာပါ။ စစ်ကောင်စီတူရရွေးကောက်ပွဲကိုအမေရိကန်အစိုးရကတရားဝင်ဆန့်ကျင်ရေးကြားဖြတ်နေနေရင်းမြမရေးအတွက်ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုအစောတလင်အသက်ဝင်အောင်ဆောင်ရွက်ပြီးအချက်တွေကိုတမရအင်မီရိုရှိမှမြမရေးဆောင်ရွက်သူတွေကတောင်းဆိုခဲ့ကြပါတယ်။ဒီရွေးကောက်ပွဲအတိမပြုတ်နိုင်လို့ဆိုတဲ့အချက်ကိုတရုတ်တောင်ရှိအောင်ဆက်ပြီးဆန္ဒပြထုတ်ဖော်ရဖြစ်ပါတယ်။လက်ရှိတရုတ်ကပံ့ပိုးမှုတွေရပ်ဖို့လိုတယ်။ဒီဒေါ်လာရင်းကကျွန်တော်နိုင်အောင်နိုင်အောင်နိုင်အောင်သွားမှာအဲ့လိုအဲ့လိုဖြစ်သွားခဲ့ပြီဆိုအပြောင်းလဲဖြစ်ပြီဆိုရင်တရုတ်နဲ့မြန်မာရဲ့အနာဂတ်ဆက်ဆံရေးကဒီတိုင်းသွားမှာဆိုပြဿနာရှိတယ်။ အရေးကြီးဒါကြောင့်မို့ဒီတရုတ်ရဲ့ policy ပြောင်းမှာတရုတ်တောင်းရှင်းတပြောတယ်ပြီးတော့ဒါတစ်ဆက်တည်းမှာကျွန်တော်တို့ pilots ကိုကြာတော့ကျွန်တော်တောင်းဆိုတာကြာတော့ request လုပ်တာဘာလဲဆိုတော့ဒီ American ဆိုးအနေနဲ့ဒီဒီအတူရောက်နော်ရွေးကောက်ပွဲကိုလိန်ညာရွေးကောက်ပွဲကိုလုံးဝလက်မခံနိုင်လို့ဆိုတော့တရုတ်ထုတ်ပြောပေးဖို့ထပ်ပြီးတော့ထပ်မံထုတ်ပြောပေးဖို့ဘာကြောင့်လဲဆိုတော့သူတို့ပြီးခဲ့တဲ့ September မှာတော့ကျွန်တော် UN General Assembly မှာသူတို့ပြောပြီးသွားပြီနော် UN ဒီ American ကိုယ်စားလှယ ထုတ်ဖို့ပြောသွားပြီးသားဒါအတူရောလက်ခံလက်မခံဆိုတော့ဒါပေမဲ့ထပ်ပြီးတော့မကြမကြပြောပေးနေရမယ်ဆိုတော့ကျွန်တော်တို့လိုက်ပြီးတောင်းဆိုတာအဲ့တော့ဖြစ်နေတော့သမနာထရန့်နေနဲ့ဒီကိစ္စကိုတရားဝင် reject လုပ်ပေးဖို့တောင်းဆိုတာပေါ့နော် Institute Florist because a corrupt illegitimate military needs dirty money to keep his dirty hands in power နိုဝင်ဘာ22ရက်နေ့ဆန္ဒပြပွဲတွေကိုပြည်နယ်90ရောက်မြန်မာ400ကျော်ပူးပေါင်းပါဝင်ခဲ့ကြပြီးဒေါ်လာရေးအတွက်သွေးမေးကြောင်းပြသနိုင်မှုပူးပေါင်းခဲ့ကြတာလို့ဆိုပါတယ်စစ်ကောင်စီတူးရောင်ယူကောက်ပွဲကိုစတင်လှုပ်ရှားမှုတွေပြုလုပ်ဖို့နိုင်ငံတကာရောက်မြန်မာတွေစုစည်းပြီး Global Meeting တွေအချိန်ချင်းခေါ်ယူခဲ့တာပါ အမေရိကန်၊ကနေဒါ၊ဩစတြေးလျဥရောပနိုင်ငံတွေ၊ဂျပန်၊တောင်ကိုရီးယားစတဲ့နိုင်ငံတွေမှာလည်းဆန္ဒပြပွဲတွေဇက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။စစ်အာဏာသိမ်းအစိုးရကဆောင်ရွက်မဲ့ဒီအတူရောင်ရွေးကောက်ပွဲဟာဆိုရင်လည်းဘာအဓိပ္ပာယ်မှမရှိဘူး။ပြည်သူလူထုကိုဖိနှိပ်ဖို့စစ်အာဏာတက်ဆိုးရှိဖို့အတွက်ဂျိုးပန်းဆောင်ရွက်မှုဖြစ်တယ်လို့ဒီအမေရိကန်တွေရဲ့တုံ့တက်ချက်ဟာအလွန်မှန်ပါတယ်။ဒါကြောင့်မလို့ဒီရွေးကောက်ပွဲကိုဆက်လက်ဆန့်ကျင်ကြဖို့ ကြားဖြန့်နှိမ်နေရေးကိုထိထိရောက်ရောက်ဆောင်ရွက်ဖို့ပါဝင်နေတဲ့စစ်ရာဇဝပေါင်းတွေကိုလည်းပဲအမြန်ဆုံးအေးအေးယူနိုင်ဖို့ကျွန်တော်တို့အနေနဲ့တိုက်တွန်းပါတယ် နိုဝင်ဘာလသမိုင်းကစပြီးအမေရိကန်ဆိုရနဲ့တက်တော်ကမြန်မာရေးနဲ့ဆက်ဆက်အကြောင်းအရာတွေအပေါ်အာရုံစိုက်မှုရှိလာပြီးလုပ်ငန်းဖော်ဆောင်တာထုတ်ဖော်ပြောဆိုတာတွေလည်းရှိလာတာပါ။ကျေးဥဆိုရရဲ့နိုင်ငံတကာရေးရာမှာလွှမ်းမိုးလာတဲ့ခြေလှမ်းတွေကိုချိန်ဝင်ရှာညှိဖို့အမေရိကန်ဆိုရကရှေ့တောင်အရှေ့ရေးမှာမြင်သာတဲ့လှုပ်ရှားမှုတချို့ပြုလုပ်လာတာဖြစ်ပါတယ်။ဒီစကားဆာလုပ်တဲ့သူတို့ရဲ့အတူရောင်ရွေးကောက်ပွဲကိုမထောက်ခံဘူးဆိုတဲ့ဟာကိုညီမတို့ကဘာတိအောင်လာပြောပြတာဖြစ်တာပေါ့နော်။ပြီးတော့အာ တိုင်းသားမောင်နှမတွေစုပေါင်းပြီးတော့မှညီမတို့ဒီကိုလာပြီးချီတက်တယ်ဆိုတော့သူတို့ရဲ့ယူကောက်ပွဲမထောက်ခံဘူးဆိုတဲ့ဟာကိုညီမတို့ကလာပြီးတော့မှကဘာတိအောင်အော်ပြောရင်းနဲ့မှဟိုဗမာပြည်သူလူထုကိုလည်းဒီဟာမဆိတ်ပေးတဲ့သဘောနဲ့ညီမတို့ကလာတာဖြစ်ပါတယ်ဟုတ်ကြခံကိစ္စနဲ့ပတ်သက်ပြီးတော့လုံရက်တွေကိုကျမတို့ထောက်ခံပါတယ်။လုံးဝဒီမေအောင်လိုင်းကိုလုံးဝလုံးဝထပ်ပေါက်မရအောင် လုပ်ပေးပါ အခုလှုပ်တဲ့ရွေးကောက်ပွဲကလည်းသူတို့အတွက်ထွက်ပေါက်တစ်ခုနဲ့လှုပ်တာအမှန်တကယ်တော့ကျမတို့ပြည်သူလူထုတို့အကုန်လုံးထောင်ကြောက်ပါပဲအဲ့တော့ကိုလုံးဝမဲမဲပေးဖို့လုံးဝလုံးဝစက်ကျင်ကောက်ကောက်ဖို့တော့ကိုဆောင်ရွက်ပေးပါရှင်အိမ်ယူတော်မှာရှိတဲ့အကြီးအကဲအလုံးလေဗမာပြည်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုမဖြစ်ဖို့အတွက်မြန်မာပြည်ကိုကူညီပြီးတော့ဆောင်ရွက်ပေးပါလို့ အကြံပြုချင်ပါတယ်ကျွန်မတောင်းဆိုပါတယ်ပေါ့နော် အမေရိကန်အစိုးရကအွန်လိုင်းငွေလင်လုပ်ငန်းကြဖြန့်တက်ဖြက်ရေးအထူးပွဲ Scam Center Strike Force ကိုဖွဲ့စည်းကြောင်းနိုဗ ెంబ ာ12ရက်မှာကြေညာခဲ့ပြီးလုပ်ငန်းဖော်ဆောင်တာတွေစတင်နေတာပါ။အဲဒါအပြင်နိုဗ ెంబ ာ19ရက်နေ့ကအမေရိကန်အောက်လွှတ်တော်မှာပြုလုပ်ခဲ့တဲ့မြန်မာရေးအထူးကြားနာပွဲမှာလည်းအမေရိကန်နိုင်ငံအနေနဲ့မြန်မာရေးကိုအာဆီယံလမ်းကြောင်းကနေဆက်လက်ချဉ်ကပ်တာထက်ပိုထီရောက်မဲ့ကိုပိုင်မူဝါဒမဟာဗျူဟာအသစ်နဲ့ပြောင်းလဲချဉ်ကပ်ဖို့ကြဖြန့်ပြဿနာကိုတည်တည်ရောက်ကင်ကြော်ဖို့နဲ့စစ်ကောင်စီရဲ့အထူးရောက်ရောက်ပွဲကိုစတင်မှုအချက်တွေဆွေးနွေးကြားနာခဲ့ကြပါတယ်။ကျွန်တော်သူတ ချမ်းသာပါလူဦးရေ42တန်းနေပါနေထိုင်တဲ့အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာဟာတိုကျိုကိုကျော်လွန်ပြီးတော့ကမ္ဘာအကြီးဆုံးမြို့ဖြစ်လာပါတယ်။နိုမာလာ16နှစ်ကထုတ်ပြန်လိုက်တဲ့ကုလသမဂ္ဂရဲ့ World Urbanization Prospect 2025အစီရင်ခံစာအရကမ္ဘာလူဦးရေ45ရာခိုင်နှုန်းဟာမြို့ကြီးတွေမှာနေထိုင်နေကြတာပါ။2018အစီရင်ခံစာမှာတော့ထိတ်ဆုံးမှရှိခဲ့တဲ့တိုကျိုမြို့ကတော့ လူဦးရေ33တန်းနဲ့တတိယနေရာကိုရောက်ရှိသွားပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာကတော့လူဦးရေတန်း40နဲ့ဒုတိယနေရာကိုတက်လာပါတယ်။ဒါကာမြို့ဟာဒီရာစုနှစ်ဝက်လောက်မှာကမ္ဘာလူဦးရေအများဆုံးမြို့ဖြစ်လာမယ်လို့လည်းခန့်မှန်းထားကြပါတယ်။လက်ရှိကမ္ဘာပေါ်မှာလူဦးရေ၁၀တန်းနဲ့အထက်နေထိုင်တဲ့မီဂါစီးတီ33မြို့အထိရှိလာခဲ့ပြီးအဲ့ဒီတွေက19မြို့ဟာအာရှတိုက်ကဖြစ်ပါတယ် 1995ခုနှစ်တုန်းကမီဂါစီတီရှင်းမြို့ပဲရှိခဲ့ပေမဲ့အခုဆိုရင်၄ဆလောက်အထိတိုးပွားလာတာလည်းဖြစ်ပါရဲ့ရှင်။ဒီဗီယိုမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။ကျမတော့ဖူအီနေပါ။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။